လေးတန်းမဲ့ကျွန်တော်တက်ခွင့်ရခဲ့ပါတယ်ဒါနော်လေးတန်းကိုကျွန်တော်ပြီးအောင်မတက်ခရအောင်ဟာကိုမတော့လေးတန်းတော့ပြီးအောင်မတက်ခရဘူးတဲ့ပြီးအောင်မတက်ခရအောင်မင်္ဂလာပါဗျာကျွန်တော်ညီလေးညီမလေးတို့ကိုအကြံလေးတစ်ခုပေးချင်လို့ကိုကနေပြီးတော့လက်ရှိအချိန်မှာဟိုစီစဉ်ဥစ္စာပြေဝသူမဖြစ်သေးဘူးမဖြစ်သေးဘူးเนาะမဖြစ်သေးဘူးဆိုရင် မိမိစိတ်ထဲမှာအာမငင်နေအာမငင်နေအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီခါမှာတော့ဇီးတို့ကနေဟေးဝါရအောင်ခက်ခက်ခဲခဲစူးစမ်းကြရတယ်အဆိုတော်ကွန်မန်တော်ရဲ့ဘဝတကွေအတွေ့အကြုံတွေကိုယနေ့ခေတ်လွန်ခဲ့တဲ့အသိပညာနဲ့စိတ်ခွန်အားကြတဲ့ဖို့အတွက် reaction လုပ်ပေးခြင်းပါတယ်ဆိုတော့ဗီဒီယိုလေးကိုစတင်ရအောင်ပါလုံးဝအာမငင်နေဖြစ်နိုင်ချေဖြစ်နိုင်ဖို့ခွင့်ရေးမိမိမှာရှိတယ်လို့သိရမယ်နော်အဲ့ဒါဘာလို့လဲဆိုတော့ ကျွန်တော်ငယ်ငယ်တုန်းကနေကန်ရွာမှာကြောင်းနေတော့ကျွန်တော်ကနေကန်ကြောင်းမှာနေတဲ့သူဆိုတော့တော်တော်တို့လူမှာကျွန်တော်ကနေကန်ဆရာမတွေကိုဖိတ်တယ်ပေါ့နော် ဖိတ်တဲ့ခါကျတော့ကျွန်တော်တို့တန်ပိုင်ဆရာမဆရာမဒေါ်အေးမော်အတော်ကြီးဆွေတို့ဆရာမဒေါ်ရင်နူးတို့ဟိုဆရာမဒေါ်တင်ဆောင်တို့ဆရာမဒေါ်ဆဆန်းမြင့်တို့ပြီးတော့ဆရာမဒေါ်ခန့်ခိုင်ထွန်းတို့ဆရာကြီးဦးအေးလွင်တို့အများကြီးပေါ့နော်အ အဲ့တော့ဆရာဆရာမတွေကိုဖိတ်တဲ့ခါကျတော့အဲ့မှာကျွန်တော်ကကျွန်တော်ရဲ့အတန်းပိုင်ဆရာမဆရာမတော်မဟုတ်ဆရာမဟာတားတို့အိမ်မုံလေးလိုက်စားပါအောင်အလူလာတဲ့ခါမှာအေးသားလဲလိုက်မှာပေါ့တဲ့လာမှာပေါ့တဲ့ဆရာမအဲ့လိုပြောတော့အလူကနေပြီးတော့ကျွန်တော်တို့အဲ့ကန်ကျွေးမွေးလာပြီးတော့ဆရာမကကျွန်တော်တို့အိမ်ကိုလိုက်လာတာလိုက်လာတဲ့ခါခြေချင်းရှောက်တာပေါ့နော်ဟိုးနောက်ချောင်းပေးမှာရောက်နေတာဆရာမလို့ဟာထိုင်မအောင်ခင်ဗျာလို့ဆိုတော့ဆရာမထိုင်ပြီးတော့ဆရာမဟိုကျွန်တော်တို့ချီနီလေးကို ြည့်ပြီးတော့ဆရာမမျက်ရည်ကြတာပေါ့နော်ဟိုလိုငိုတဲ့ဆင့်တော့မဟုတ်ဘူးပေါ့မျက်ရည်ဝဲပြီးတော့မျက်ရည်လေးတွေဆရာမစို့ပြီးမျက်ရည်ကြတယ်ဆရာမဘာလို့မျက်ရည်ကြရတယ်လဲဆိုကိုတပည့်လေးကိုစင်းလဲစင်းရတဲ့ခါကျတော့ဟိုစိတ်ထဲမှာမကောင်းဘူးပေါ့နော်ချစ်လဲချစ်တဲ့တပည့်လေးအဲ့ခါကျတော့ဆရာမဘာလို့လဲဆိုတော့ဆရာမကိုအဲ့ဒီမှာမြီးလေးတွေလက်ဖက်တုပ်လေးတွေကျွန်တော်ကြက်ဥကြုံလေးတွေကျွန်တော်တို့ကတဲတာပေါ့တဲတော့တင်းလေးက ပြီးတယ်ဗျာတက်ကြဲတဲလေးခေါမူးကတဲရွှေကာသာဆိုတော့ခေါမူးတွေလည်းမလုံဘူးဆ iam မပုံမိုးတွေမော့ကြည့်ပြီးဆ iam မမြိတ်တွေဝင်တာအဲ့နဲ့ဆ iam မဘာပြောလဲဆိုတော့အမေကိုအန်တီရဲ့တဲ့ဟိုမောင်မင်းစိုးလေးကိုတဲ့မွေးစားပြရစေတဲ့ကျမကဘွေးရတီထားပေးပါမယ်တဲ့ခိုင်းမစားပါဘူးတဲ့ဘွေးရပြီးရင်အန်တီပြန်ခေါ်ပါတဲ့ဒီကကိုမနောရဲ့နမိတ်ကမောင်မင်းစိုးပဲဒီရစာလဲတော်လို့ကျွန်တော်ဘွေးရတီထားပေးခြင်းပါတယ်တဲ့ သူ့ဟိုတဲ့ဟိုចောင်းပြီးအောင်ဘွဲအောင်မထားပြီးမှစိုးတယ်တဲ့မထားနိုင်မှလည်းစိုးတာပေါ့နေရာခြေနေလေးနဲ့ပုံစံလေးကြည့်လိုက်တဲ့ခါမှာဆရာမအားမရဘူးအဲ့ခါကျတော့အဲ့လိုပြောတော့မေယာဟုတ်ကဲ့ပါဆရာမရေတဲ့ကျွန်မစဉ်းစားပါမယ်ဆိုမေယာအဲ့လိုပြောပြီးတော့ဟိုမေတဲ့မေယာတော့ဟိုနေပါစီတော့တဲ့အမေရှိတာလေးနဲ့အေးတူပူမြပေါ်တာရေတဲ့ရှိတာလေးနဲ့စားပါတဲ့အမေចောင်းထားနိုင်တယ်တော့ထားပြီးမယ်ဆိုပြီးတော့ ဲ့လိုမျိုးလေးနေပြီးတော့ကျွန်တော်လေးတန်းမဲ့ကျွန်တော်တက်ခွင့်ရခဲ့ပါတယ်ဒါနော်လေးတန်းကိုကျွန်တော်ပြီးအောင်မတက်ခဲ့ရဘူးဟာခုမတော့လေးတန်းအောင်ပြီးအောင်မတက်ခဲ့ရဘူးတဲ့ပြီးအောင်မတက်ခဲ့ရကျွန်တော်ဟိုမိသားစုချင်းလေးလေးနဲ့ဆိုတော့မေကစက်မှုစုံကလည်းတိုးတက်လာတယ်ကျွန်တော်တို့စက်မှုစုံညာကျွန်တော်မေကနေပြီးတော့ဟာဟိုဗီဒီယိုကားတွေထဲမှာလည်းကျွန်တော်တို့ဟိုဇက်ကားတွေကြည့်မယ်ဆိုရင်ဝက်ရှော့မှာမင်းသားတွေကနေလိုက်ပြီးတော့ခဏလေးနဲ့ဟွာ တတိတိဖြစ်ကုန်တာလေအဲ့ချင်းကြတော့အဟုတ်မှတ်တာကျွန်တော်တို့ကလည်းပြီးတော့စက်မှုဆောင်မှာရှိနေတဲ့ဟိုကျွန်တော်တို့စက်မှုလုပ်ငန်းရှင်ကြီးတွေကလည်း workshop ဆရာကြီးတွေကလည်းဘယ်လိုပြောရမလဲခြေကန်လူတန်းသားတွေကလည်းတက်သွားပြီးအောင်မြင်ကြတာဆိုတော့အားတော့အားကျစရာကောင်းပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်းကားလည်းကောင်းတက်ခြင်းနဲ့ဒီကားပြင်တဲ့ workshop ဆရာဘွားကိုပညာသင်ခြင်းနဲ့ဇာတ်ကားတွေတွေကကြည့်ပြီးတော့ကျွမ်းကျင်လို့လားသိလို့လားဘွားအစလို့ပြောရမှာပေါ့ဗျာတပ်ပါကား workshop ပဲသင်တော့မယ်ဆိုပြီးအဲ့လိုပြောပြီးတော့ကျွန်တော်ကား workshop ကားဘော်ဒီအဲ့ဒီဘွားတွေကိုအစစ်စစ်ရောက်သွားခဲ့တာ ဲ့မှာကျွန်တော်ကြောင်းထွက်လိုက်တာအဲ့ဒီချိန်မှာကျွန်တော်ကားဘော်ဒီယုံမှာရောက်တဲ့ချိန်မှာကြောင်းဖွင့်တာကြောင်းဖွင့်တော့ကြောင်းသားလေးတွေကလာတဲ့ချိန်မှာကျွန်တော်ကကားလေးနဲ့ကိုယ်ကြည့်ပြီးတော့ကျွန်တော်မျက်ရည်တွေကျလာကျွန်တော်ကျွန်တော်ကြောင်းတက်ချင်တာလေကြောင်းတက်ခွင့်မရဘူးအဲ့ကျွန်တော်မေးကြောင်းပြန်တက်ချင်တယ်လို့မေးစီခွင့်တောင်းတော့မေးကငါသားရဲ့တဲ့မတက်ချင်ပါနဲ့တော့တဲ့ကြောင်းတက်မယ်ဆိုလဲကြောင်းကနောက်ကျပြီတဲ့အခုကြောင်းတက်နေတာလဲ လာမနေကြတော့ဘူးတဲ့ဒါပြန်တင်မယ်ဆိုရင်ဟိုကလိုက်စာလဲမမီတော့ဘူးဒီပညာလေးဒါဆုံးကနိုင်တင်ပြီးတော့ဘွားကိုကောင်းကောင်းမွန်မွန်ရက်တီပါတဲ့ဟိုမီတို့ပွဲရအောင်ဒီထားပေးဖို့လဲခက်ခဲလိမ့်မယ်ထင်တယ်တဲ့နောက်ကျရင်အဲ့ဒါကြောင့်လို့ငါသားရဲဆိုတော့အလူလေးပဲကျွန်တော်ကြောင်းနေတဲ့အရွယ်ဒီကျွန်တော်စိုင်ရှိရဆရာစိုင်ရှိရဖြတ်သွားတယ်ကျွန်တော်မျက်ရည်ကြပြီးငိုခဲ့ရတာဒါကကိုမနောကရွေးချယ်မှုမှတ်ကန်တယ်လို့ပြောရမှာဗျကားလေးနဲ့ကားလေးကိုကွဲပြီးချောင်းချောင်းကြည့်တာကျွန်တော်ကသူတို့လိုရွေးတူတွေဆိုတော့ကျွန်တော်ကြောင်းမနေရတော့ရှက်တာမှန်ကန်တယ်ဆိုတာကားဝတ်ချော့လုပ်ငန်းအောင်ပါ ကြောင်းလဲနေချင်တာအဲ့ချိန်မှာကျွန်တော်အဓိကပြောချင်တဲ့ချက်ကဘဝဘေးချိန်นี่ဘလို့ပဲဖြစ်ဖြစ်ကိုရွယ်သူတွေကိုကြည့်ပြီးမော်ကြည့်ခဲ့ရတဲ့ကျွန်တော်ဟာဟိုမိမိဘဝကိုရည်တည်ဖို့အတွက်ဒါတမှုဝန်ကြောင်းပညာသင်နေတာဖြစ်တဲ့အတွက်ဟိုရည်ရွယ်ချက်လဲကောင်းတယ်လို့လှုပ်ဆောင်ချက်တရားလဲဒါကောင်းတယ်ဗျအဲ့ခါကျတော့ကြောင်းမတက်လဲရပါပဲဟိုကျွန်တော်ရဲ့ဘဝအတွက်အမှတ်ခံချက်တစ်ခုတော့ကျွန်တော်ရသွားလိုက်တယ် အဲ့တော့ပြောနေတာကစိုးရရအကောင်းပါဗျာစီးရင်နှုံးပါနေပါစေအလားလားရှိတဲ့လုပ်ငန်းတစ်ခုကိုပညာသင်သင်ရင်သင်မယ်အလားလားရှိတဲ့လုပ်ငန်းတစ်ခုကိုလုပ်သင်ရင်လုပ်လုပ်နေရမယ်ဟိုခြေကံလူတန်းသားပဲဖြစ်ဖြစ်စီးရင်နှုံးပါတဲ့ဒါဒါသမီးတွေပဲဖြစ်ဖြစ်ပညာမတတ်တဲ့တိုင်းဝန်းရပဲဖြစ်ဖြစ်ကိုချနာဘုတ်ကိုယက်တီနိုင်တဲ့သူဘဝကိုရအောင်ကြိုးစားအထောက်ထားရမယ်ပြီးရင်ဟိုကိုချနာဘုတ်ကိုယက်တီနိုင်ရင်မကဘဲနဲ့ ဟိုမိမာတွေလုံချင်းပြည့်စုံနိုင်တဲ့သူဘဝတွေဖြစ်အောင်ကြိုးစားဖို့ရည်ရွယ်ချက်တွေရှိရမယ်။မခံချင်စိတ်တွေခွန်အားတွေသူများတက်မွေးရမယ်။ဘာလို့ကိုယ်ကစင်းရဲတယ်လေ။စင်းရဲတဲ့ပုံမှာဟိုဘဝကအတိတ်ဘဝပြုခဲ့တဲ့ကံတွေကြောင့်စင်းရဲတဲ့မိသားစုတိုင်းဝိုင်းမှာစင်းရဲတဲ့ဘဝချင်းတွေနဲ့လာရောက်တာ။ဒီဘဝမှာကောင်းကောင်းမွန်မွန်မဆောင်ရွက်နိုင်တာကိုယ့်ရဲ့ဉာဏ်ဖြင့်မှုပေါ့နော်။အတိတ်ဘဝပါလာလို့ကတော့ဒီဘဝမှာမတက်နိုင်ဘူး။ဒါပေမဲ့ဒီဘဝမှာကောင်းကောင်းမွန်မွန်နဲ့ကြည့်ဝတ်တို့တောင်လို့ဖို့ကတော့ခုမှခွင့်ရရှိတာပဲလေစူးစမ်းရမယ်လေအဲ့တော့အဲ့ဒီလိုလုံရင်းနဲ့ကျွန်တော် အားငယ်တယ်တိမ်ငယ်ခဲ့တယ်သူတို့လိုကစားချင်မှာကစားချင်တယ်ဘောလုံးကန်ချင်တယ်ဟိုတတူရွယ်တူတွေသူတို့တွေစာသင်တယ်ပျော်ပါးစွာစော့နေတယ်ဩစာရီကျူရှင်နေမှာ စာရီပြိုင်းဩနေရတယ်ကြားရတာတွေပြေးလွှာစော့ကစားတာတွေ့ရတဲ့ခါဝမ်းနေတယ်ဟိုအားကြတယ်ပြီးရင်မိဘတွေနဲ့သူတို့ကြောင်းနေပါလိုက်ပို့တာတွေမြင်တော့ဟိုတိမ်ငယ်စိတ်တွေလည်းဝင်နေပေါ့နော်ရှိပါစေဒါတဘာဝတရားပဲပေးတတ်နိုင်မလဲနော် ကိုယ့်ရဲ့ကံပေးခြင်းနေနဲ့ခြင်းတွေကအမျိုးမျိုးရှိတာပေါ့အဲ့တော့ကပေးဆက်ခဲ့ရတဲ့ကာလတွေပေါ့ဗျာအဲ့ဒါတွေရှိတဲ့နေသားမှာမိမိမှာစောက်တရားမဲ့စိတ်ကလေးကိုကျွန်တော်ပြောချင်တာပါအဲ့တော့မိမိမှာခြေကံလူတန်းသားဖြစ်နေသလားစည်ရုံးပါတဲ့သူဘဝကိုရောက်နေသလားဒါမှမဟုတ်ရင်တင့်တင့်တဲ့ခြင်းတွေမှာရှိသလားကိုယ်ထက်ကြီးွားတဲ့သူကိုယ်ထက်အောင်မြင်နေတဲ့သူကိုကြည့်ပြီးအားငယ်နေသလားတင်ငယ်နေသလားအဲ့လိုဆိုရင်ဘယ်လိုစိတ်မွေးပြရမလဲဆိုတော့ငါမွေးဖွားလာတဲ့မိသားစုတည် အခြေခံလူတန်းစားမှမွေးဖွားလာတာဖြစ်သည့်အတွက်ချမ်းသာတဲ့မိဘတွေရဲ့ပြည်သူဆောင်ရှောက်မှုကိုရတဲ့အမျိုးငါမမျော်လင့်သင့်ဘူးနံပါတ်၁နံပါတ်၂ချက်ငါဒီငါဖိနေငါမီရှိတဲ့ခွန်အားလေးနဲ့ငါ့ကိုလူလားမြောက်အောင် ကြွေးထားပေးပြီပဲငါမှာခြေတွေလက်တွေပြည့်စုံအောင်ပါနေပြီပဲငါသူတို့လူချမ်းသာအောင်ကြီးပွားအောင်ငါမှာ စ조사권ရှိနေတာပဲငါ조사မယ်ဆိုတဲ့စိတ်တနေ့ငါချမ်းသာရမယ်သူတို့လိုကြီးပွားရမယ်ဆိုတဲ့စိတ်လေးမွေးရမယ်အဲ့နှစ်ချက်မွေးလိုက်ရင်သူကဘာဖြစ်လာလဲဆိုတော့နံပါတ်1ကံကြောင့်ဘဝပြေးချင်နေရအားနေတဲ့မိသားစုမှာရောက်နေတာကိုလက်ခံနိုင်ရင်လောလောဆယ်စိတ်ချမ်းသာသွားမယ်ပြီးရင်တချို့မိဘတွေကိုပြစ်တင်တာရှိတယ်ပြစ်တင်ကြမလို့ဘူးမိမိကံကြောင့်တရားကြောင့်ပြုတ်ခဲ့တဲ့ကံတွေကြောင့်စင်းရတဲ့မိသားစုတွေမှာလာမွေးဖွားတာ ကောင်းကောင်းမွန်မွန်ချမ်းသာတဲ့ဘဝကိုရချင်ကောင်းကောင်းမွန်မွန်ဒီဘဝမှာကောင်းကောင်းမွန်မွန်ကုသကောင်းမှုတွေပြုပြီးတော့ကောင်းကောင်းမွန်မွန်ဒါစူးစမ်းအထောက်ရင်နော်ကြီးပွားတဲ့ဘဝတစ်ခုမှာပြန်ပြီးတော့ဒါရနိုင်တယ်ဒါတန်တရာဝိစင်းရဲ့မှာလွတ်ဖို့အတွက်စူးစမ်းရင်းနဲ့မလွတ်ခင်မှာဒါကောင်းမွန်တဲ့မိဘတွေစီမှာမွေးဖွားနိုင်တာပဲဒါ PK ကြီးပြောသလိုပေါ့စစင်းရဲ့မွေးဖွားလာတာမပြစ်မဟုတ်ဒါမဲ့စစင်းရဲ့နဲ့တည်ဆုံသွားရင်တော့မပြစ်ဖြစ်သွားပြီအခုလည်းကျွန်တော်မိဘတွေကောင်းမွန်လာတယ်ကောင်းမွန်တယ်ကျွန်တော်အဓိကပြောချင်တဲ့ main တော့ချက်ကစိတ်တလောက်စင်းရဲပြီးစီ စိရင်ကအာဟုပုံမှာဟိုအားငယ်ပြီးတော့စစ်တဲ့ကြပြီးရင်ကြရင်လည်းဘာမှမလုပ်ချင်မခိုင်းချင်မဖြစ်နဲ့စိရင်တဲ့သူကជីវွားဖို့အတွက်စန့်ကျင်ဘက်ရလက်ကအလွယ်ဆုံးဖြစ်နိုင်ဆုံးသူပဲလူပြားဟာဒုက္ခရောက်ပြီးဆိုမှမိမိရဲ့ရှိသမျှခွန်အားညာအားကိုတုံးတာပုံမှန်ချင်းနေမှာမတုံးဘူးအဲ့တော့တင်းလူမျိုးမှာအသက်နဲ့ရင်းရပြီးဆိုရှိတဲ့ပါဝါအကုန်တုံးနေအဲ့ဒီတော့အဲ့ဒါအမှန်ပဲချမ်းသာတဲ့မိသားစုရဲ့တာသမီလေးတွေက ချမ်းသာဖို့ဤဆက်တယ်လို့စင်ရဖို့ပိုး၍ဤဆက်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တားကိုကျွန်တော်လက်တွေ့ကြည့်တယ်သူဟာထမင်းစားဖို့အတွက်ဘာမှပူပင်စရာမလိုဘူးသူအိမ်မောင်ကလေကားဆင်းလာလိုက်ပြီဆိုတော့ထမင်းပွဲရန်နေမယ်ထမင်းစားတော့မယ်ပြောလိုက်ရုံပဲတစ်ခါတစ်ခါသူခေါ်တော်ကြည့်ရတယ်ဒါသူပြည်စုံနေမိသားစုထဲမှာသူမွေးဖွားလာလို့သူခွင့်ရည်ရနေတယ်အဟုတ်ပြီအဲ့ ရပိုင်ခွင့်ဟိုချမ်းသာမှုပြေဝမှုချမ်းသာတယ်ဆိုတာကြည်ကြက်ပြောတာမဟုတ်ဘူးเนาะစားနိုင်တောက်နိုင်တယ်မိသားစုမှာမွေးဖွားလာတဲ့အတွက်စားရတောက်တာမပူရတာကိုကဒီဟာလေးနဲ့ပတ်သက်ပြီးမပူရတဲ့အလျောက်ပေါ့ပါပါတက်တက်တတနေရင်တော့အင်းပူရမယ့်ချိန်ရောက်တိုင်းဒုက္ခရောက်မှာပဲလीမိဘတွေရှာကျွေးနိုင်တဲ့ချိန်မိဘတွေရှိတဲ့ချိန်တော့ဟုတ်တယ်လीကိုဝမ်းတစ်ခါအတွက်ကိုလောရမယ့်အရာတော့ကတော့မိမိမှာအရေးချင်းပြေဖို့သူစူးစမ်းနေရမှာပဲ ။ तू မကြိုးစားရင်မိဘတွေမရှိတော့တဲ့နောက်ပိုင်းမိဘတွေမပြေလည်တော့တဲ့နောက်ပိုင်းအကြောင်းမျိုးမျိုးနဲ့ခက်ခဲတွေကြုံတွေ့လာရင်တော့အေးအဲ့ချိန်ဒုက္ခလှလှတွေ့မှာဗျာ။ခုနေခါတော့မတွေ့ဘူးလေဒါကျွန်တော်တအားဟုတ်ပဲကျွန်တော်ပြောတယ်ကျန်တဲ့မိသားစုရဲ့တာသမီတွေလေလူလိုက်ထိုင်ဒါမျိုးပဲလာမှာပဲเนาะဒါမျိုးပဲလာမှာပဲជីវွားတိုးတက်နေတယ်ဆိုပြီးမာမနာတက်လို့မရဘူးជីវွားတိုးတက်နေတယ်ဆိုပြီး तू အများန်းချမ်းသာမယ်လို့တွေးလို့မရជីវွားတိုးတက်နေတဲ့ तू အောင်မြင်နေတဲ့မိသားစုရဲ့တာသမီကជីវွားတိုးတက်ဖို့ရာခိုင်နှုန်းဟာ မှန်မှန်ကန်ကန်လုံးသွင်းပြီးစူးစမ်းအထုတ်မယ်ဆိုရင်ယာနုံးပြေပဲတေချာပြီးသားပဲဘာလို့ဆိုတော့အရင်နေ့တေချာပြီးသားလေလင့်နေစီးပွားလုပ်ငန်းရှင်တွေနဲ့အခြေဆက်တွေတေချာပြီးသားတွေလေအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းဟိုအောင်မြင်ပြီးသားလုပ်ငန်းကြီးကိုဝယ်ဦးစီးလိုက်အောင်မယ်ဆိုတော့အဲ့တော့သူဟာတင်တင်တင်လိုက်တဲ့ပညာရဲ့ကိုတင်မယ်မှန်မှန်ကန်ကန်နှလုံးသွင်းပြီးမှန်မှန်ကန်ကန်စူးစမ်းအထုတ်မယ်ဆိုအောင်မြင်ပြီးသားပေါ်မှာအောင်မြင်ပြီးသားထက်ဆင့်သွားတယ်ဟုတ်တယ်ရာခိုင်နှုန်းကတရားရာခိုင်နှုန်းကိုနီးနီးရှိတယ်ဟုတ်တယ်ဒါတော့ဟုတ်တယ် အင်းဒါပေမဲ့လူများအချင်းတရားမှာ99ယောက်ကမကြည်ပွားဘူးအောင်မြင်တဲ့သူရဲ့သားသမီးချမ်းသာတဲ့သူရဲ့သားသမီးအလိုလိုက်ထားတဲ့သူရဲ့မိဘတွေရဲ့သားသမီးမကြည်ပွားတာ99ယောက်ပဲတရားမှာ99ယောက်ကလုံးဝမကြည်ပွားဘူးတိတ်ကခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူကသူကသူခွန်အားကို तू မတုံးဘူးမိဘရဲ့ तू ကအရေးကိုနင်းတယ်မိဘရဲ့အရေးကိုမှီခိုးတယ်မိဘရဲ့စူးစမ်းအထောက်မှုရဲ့အရေးအာဝါတာကြီးအောက်မှာနေတဲ့ခါကျတော့ စားတောက်ဖို့အတွက်လည်းပြင်ပမှန်မှန်ခက်ခက်ခဲခဲမတွေ့ရတဲ့အခါမှာကျိုးစားအထုတ်ချင်စိတ်မရှိဘူးပညာသင်ဆိုလို့သင်တာစာချက်ဆိုလို့ကြက်တာကြောင်းသွားဆိုလို့သွားတာဒီအင်္ဂလိပ်စာကျူရှင်ကိုသင်တရုတ်ကျူရှင်ကိုသင်ဆိုလို့သင်တာသူစိတ်နဲ့သူ့ကိုယ်နဲ့လှုပ်ချင်စိတ်ကတော်တော်ရှားတယ်ဒီဘက်ကပိုဆိုးတယ်ဂိမ်းတွေတက်တော့တွေ Facebook တွေအများကြီးပဲကျွန်တော်တို့မသိတာတယ်သူတို့မှာ ဖက်ဆလတီပြည်စုံအောင်နေရတဲ့အပြင်အပန်းဖြေစရာတွေအများကြီးဗျာတီဗီရှင်းမှာလာကြည့်ရတာရင်တော့မိသားစုလိုက်ခုကမဟုတ်တော့ဘူးအိမ်သာတည်းလေဒါပဲရေချိုးကန်းနဲ့နော်စာကြည့်တဲ့သပွဲနာအိမ်ယာထဲမှာသမင်းဆိုင်ဘယ်နေရာဖြစ်ဖြစ်ဒါပဲဗျာအကားမောင်းရင်တော့တုံးလို့ရတယ်အဲ့တော့သူတို့တို့အောင်မြင်မှုကယာကန်တော့ဒါအနေသွားပြီဗျာအဲ့တော့စင်းရတဲ့မိသားစုတိုင်ဝင်ပေါက်ဖားလာတဲ့ လူငယ်များအောင်မြင်မှုရဖို့မတရားခတ်ခဲ့ပါတယ်69ရာခိုင်နှုန်းခတ်ခဲ့တယ်ဒါပေမဲ့69ရာခိုင်နှုန်းကတေးကြတယ်ခမရတို့ထဲမှာမမြင်ရတဲ့ခမရတို့ရဲ့ရှိနေတဲ့လူစွမ်းအားရင်းမြစ်ကိုထုတ်ပေးတဲ့အရာကစင်ရဲ့ချင်းဆိုတဲ့အရာကခမရတို့ထုတ်ပေးနေတာစင်ရဲ့ချင်းကိုကအောင်မြင်ဖို့တော့ကြပဲကဲဖိုက်တဲ့နောက်သားတို့ကကြီးပွားတိုးတက်ဖို့အတွက်မင်းတော့ချက်ကြီးအထောက်ကြီးပဲခမရတို့အဲ့ဒါကိုသုံးချက် ဆင်းရဲနေခြင်းအစာအိမ်စာငတ်မွတ်နေခြင်းရှားပါးနေခြင်းကခမည်းတော်အောင်မြင်ဖို့အတွက်မိန့်တော်ချက်ပဲအဲ့ဒါကြောင့်မို့လို့ဆင်းရဲနေခြင်းသည်မိမိအခွန်အားညာအားကိုထုတ်သွင်းတယ်အဖေမစားဘူးအမေမစားဘူးငါလည်းမစားဘူးဟုတ်တယ်အဲ့တော့ငါလည်းကြိုးစားဖေလည်းကြိုးစားမေလည်းကြိုးစားကိုကြီးလည်းကြိုးစားမမလည်းကြိုးစားဆိုတာဖြစ်သွားတာနော်အဲ့တော့အဖေလည်းဇိန်နဲ့သွားကန်းကြီးသွားနားလို့ရတယ်အမေလည်းဟိုတယ်မှာနားလို့ရတယ် မမလည်းနားလို့ရတယ်မောင်လေးလည်းနားလို့ရတယ်ဆိုရင်ဘယ်လိုလုပ်လုပ်ငန်းလုပ်ဆရာလိုမှာတော့လုပ်ငန်းတွေစူးစမ်းအထောက်အမှုတွေရော့တယ်ရှာရှာပါပါစီးပွားရေးကိုစိတ်ဝင်စားတဲ့သူတွေမှသာလင်ရှင်နေရင်းဆွဲလုပ်ငန်းကိုထပ်ပြီးတော့ပံ့ပိုးမယ်ထပ်ပြီးတိုးချိတ်မယ်ဆိုတဲ့သူတရားမှာတရားလောက်ပဲရှိနိုင်တယ်ရှားပါတယ်ကျွန်တော်တွေ့ရတဲ့လောက်ကတော့လုပ်ငန်းရှင်ရဲ့သားသမီးတွေအဲ့လုပ်ငန်းဝင်ဦးစီးတာရှားတယ်လုပ်ငန်းရှင်ရဲ့တပည့်တွေကကြီးပွားသွားတယ်ကျွန်တော်တို့ဘယ်တစ်ခုဆိုင်ခွင့်တာလဲအများကြီးပဲဗျာ ျွန်တော်သားဆိုင်ခွဲဖို့ခင်ဗျစတိအာခွန်စော်ဖို့တော့တော်တော်ကိုတင်ထားရတာဟုတ်တယ်ဒါလည်းမကျွမ်းအဲ့ဒါတော့အမှန်ပဲဗျဒါငငင်းတော့ကတော့ပြောလို့ရတာခုတင်ခိုင်းတင်မှာမဟုတ်တော့ဘူးလေနိုင်ငံညာကနေရင်းနှီးမြှုပ်နှံမှုနဲ့ပစ္စည်းတွေတင်ပြီးတော့ရောင်းပါလားပုံပုံပါပါနဲ့ရင်းနှီးကိုအာကိုပြီးလုံမယ်ဆိုတဲ့ဟာတွေဖြစ်လာပြီလက်မှုနဲ့ပညာတင်ပြီးတော့လို့မလုပ်တော့ဘူးအဲ့ဒါခြေကံလူတန်းစားတွေရနေပြီးတော့အဲ့ဒီပညာရက်တွေလူတိုင်းမလုပ်နိုင်တဲ့ဟာကိုစူးစမ်းအာကိုတင်စူးစမ်းအထုတ်မှုနဲ့လုံး ပညာတွေရအောင်သင်ပြီးအဲ့ပညာတွေနဲ့လက်မှုပညာတွေနဲ့လှုပ်စားကြီးပွားတိုးတက်နေတဲ့မိသားစုတိုင်းဝန်ကလာအားရတာဗျာပညာရှင်တွေဘာလို့သူတို့ကခွန်အားကိုခြိခံပြီးတော့ပညာသင်ထားလို့အဲ့ပညာသူတို့မှပဲတက်တာဗျာပညာရှင်တွေဆိုတာကခြိခံလူတန်းစားမှာရတာနော်စာပေနဲ့ပတ်သက်တဲ့ပညာပိုင်းတို့အဲ့ဒါကတော့ကြီးပွားတိုးတက်သူတွေမိသားစုတွေပညာရှင်တွေရဲ့တာသမီတွေရနေပြီးတော့ဘွေးတွေရတယ်ဒါတော့တပိုင်းရှိတယ် ဆရာဝန်ရဲ့တာသမီကဆရာဝန်ဖြစ်တာတွေပါလေရှိတယ်ဒါသူ့ရဲ့မျိုးရိုးလိုက်ပြီးတော့စာကြိုးစားလာတာလေဆရာဝန်ရဲ့တိုင်းဝမ်းကမဟုတ်ဘဲနဲ့လေဆရာဝန်ဖြစ်တဲ့သူတွေရှိတယ်ရှိပြီစီဒါလည်းပဲကြိုးစားအထောက်မှုကြောင့်ဒါပေမဲ့အတမူးကြောင့်ပညာရက်တည်းလို့မိတိလိုင်းမဲ့ဖြစ်ဖြစ်လုံးတဲ့လုပ်ငန်းတစ်ခုကိုအောင်မြင်ဆုံးဖြစ်အောင်ကတော့စင်ရင်လုံးပါသူကပိုးပြီးကြိုးစားကြိုးစားတယ်ခခနာကိုနဲ့ပတ်သက်ပြီးအကုန်ရုံးတယ်ရင်းတယ်စာရေးစာကျွန်တော်တို့ဆိုရင်ကျောင်းနေတော့ကကျောင်းမဖို့မရဘူးကျောင်းမဖို့မရဘူးတမတ်တမတ် ဂျုံလုံးကျော်ပဲဝင်စားလို့ရတယ်။တ냐မုံနေပေါ်တဲ့ခစ်ပေါ်မုံဘာမစား။ဘာလို့မစားလဲ။ပတ်စံမှမရှိတာဗျာ။မရှိသူပြောချင်တာတော့တကယ်လို့ဆင်းရဲနေပေမဲ့လည်းမှန်ကန်တဲ့လီလန့်နဲ့အကြောက်ကြောက်ကြိုးစားမယ်ဆိုလို့ရှိရင်အောင်မင်းရဲ့အနေထားတွေရောက်လာနိုင်တယ်ပေါ့။မစားဘူး။မစားတော့ထမင်းဝအောင်စား။ကျောင်းမှာကိုကြီးမုံဘူးပေးတဲ့ခါရန်ခါရန်ခါလေးတွေကျွန်တော်ကိုကြီးကြီးဆုံးကရော့တမတ်ယူသွားတယ်အဲ့တမတ်ညီကိုနှစ်ယောက်အဲ့ဒါဝယ်စားရတယ်။ဂျုံလုံးကျော်လေးတွေဝယ်စားရတယ်။ ဒါကိစ္စမရှိပါဘူးဟိုသူများဥစားခိုးတာမှမဟုတ်တာဆက်ဆရာမလိုပါဘူးကျွန်တော်တို့ရှိတဲ့နှစ်လောက်ဘဝလေးနဲ့ကျွန်တော်တို့ရုံးခံခဲ့ရတယ်အဲ့တော့ကျွန်တော်တို့ဆင်းရဲလို့အဲ့ဒီလိုမျိုးအိမ်လေးမှာနေတဲ့ခါကျွန်တော်တန်းပိုင်ဆရာမဒေါ်အီမော်ကကျွန်တော်ကိုမွေးစားဖို့မိစီတောင်းခဲ့တယ်ဒါကျွန်တော်ဆရာမစီမှာ ဟိုမွေးစားတဲ့နေရာမှာနေပြီးတော့ရင်ကျွန်တော်နေမယ်ဆိုလည်းဘွဲကပညာတတ်တယောက်ဖြစ်ပြီးတော့ကျောင်းဆရာလေးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆရာဝန်လည်းဖြစ်ရင်ဖြစ်နိုင်မယ်ဟိုကျွန်တော်တို့ရဲ့ချင်းတွေကတင်းဦးလေဒါတော့တပိုင်းပေါ့ဆရာမကသူတက်တဲ့ပညာရေးလေးနဲ့သူရှိတဲ့ခွန်အားလေးနဲ့သူကျောင်းကရတဲ့လာတာလေးနဲ့ဒါကျွန်တော်ကိုလူတယောက်ကိုမွေးစားဖို့ဆိုတာခင်ဗျာတွေ့ကြည့်လိုက်အစာရေးသာပြည့်စုံအောင်ကျောင်းစိတ်တွေဆရာမဒါတော်တော်ကိုချစ်လဲချစ်လို့ကျောင်းသားလေးပေါ်မှာကိုယ်တပည့်လေးပေါ်မှာတနာလို့ ဆရာမကျွန်တော်ယနေ့ချင်းဒီကျွန်တော်တို့နေ့စဉ်ဆရာမဒီသွားခရော်တယ်ကျွန်တော်ဆရာမကျေးဇူးရှိပါတယ်ကျွန်내ဆရာမတွေလည်းကျေးဇူးရှိပါတယ်ဆရာတွေပေါ့နော်ဒါကျွန်တော်အနေနဲ့ဒါကျွန်တော်ဆရာမတွေကျွန်တော်ဝန်တာမိပါကျေးဇူးတည်တဲ့အနေနဲ့ဆရာမတွေကိုကျွန်တော်ကရော့ပါတယ်ဒီကနေ့နော်ပြောချင်တာကတော့အဲ့ဒီလိုစင်ရင်နှုံးပါတဲ့ကျောင်းတော်ဆက်မထားနိုင်တဲ့အခြေအနေရနေပြီးတော့ကိုယ်ကိုယ်အိမ်နဲ့ကိုယ်ပိုင်ကားကိုယ်ပိုင်ဝိုင်းနဲ့နေနိုင်အောင်ကြိုးစားလာတာပဲအဲ့တော့စင်ရင်နှုံးပါတဲ့ညီလေးညီမလေးတို့ ဇွဲမလျှော်နဲ့ဇွဲမလျှော်နဲ့ဇွဲမလျှော်နဲ့ကြိုးစားဖြစ်ကိုဖြစ်မှာကြိုးစားတော့ကြိုးစားရမယ်သူတော်ကောင်းကိုပေါ့ချမ်းသာ ကြီးပွားတဲ့စီးပွားရေးလုပ်တဲ့သူကိုပေါ့နော်ဟုတ်တယ်ချမ်းသာတဲ့သူကိုပေါ့ဆိုတာဆင်းရဲတဲ့သူမပေါ့နဲ့လို့ပြောတာမဟုတ်ကြီးပွားတိုးတက်ခြင်းလမ်းစားတွေကလုပ်ငန်းရှင်တွေစီမှာပဲရှိတာမဟုတ်လို့သူတို့ကိုလည်းပေါ့ တငယ်ချင်းပေါင်းတဲ့ဆိုအကုန်ရှိပြီဒီများလေကောင်းလေပေါင်းတဲ့များလေကောင်းလေဘယ်လိုပေါင်းနေမလဲလို့ကိုလုတ်တဲ့လုံငန်းသူ့ကိုမြပြီးသူ့လုတ်တဲ့လုံငန်းကိုကိုမြယူအဲ့လိုတယောက်နဲ့တယောက်ဖလှယ်ပြီးတော့ကြီးပွားတိုးတက်တာနှစ်ဝါကြီးလူလူင်းချိတ်တာနှစ်ဝါကြီးကကျဲလာမှာအောင်းမြင်မှာပေါင်းတဲ့နဲလေမကြီးပွားလေမတိုးတက်လေပဲပေါင်းတဲ့များရမယ်ဒါမဲ့ပျက်စီးတဲ့ပေါင်းတဲ့ကိုရှောင်နိုင်ရမယ်ကြီးပွားတိုးတက်ခြင်းအကြောင်းတရားတွေကိုလုတ်တဲ့ပေါင်းတဲ့ကိုပေါင်းရမယ်အဲ့တော့ဆင်းရဲပါစေဘဝဘေးချင်းကြီးအဆင်းရဲပါစေဒီဘက်ဘဝမှာတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားအဲ့ဒါ ကျွန်တော်ခွန်အားပေးတာပြီးတော့ကြီးပွားတိုးတက်တဲ့မိသားစုတိုင်းဝမ်းကညီလေးညီမလေးညီငယ်လေးတွေမိမိကိုမိမိပြည့်စုံနေပြီဆိုပြီးတော့စိတ်ချလက်ချကြီးနဲ့ဂိမ်းတွေဆော့တစ်တော်တွေဆော့ပြီးတော့ဇိန်နေနဲ့ကောင်းကောင်းစားမယ်ကောင်းကောင်းသွားမယ်ကောင်းကောင်းလည်မယ်ဆိုပြီးအဲ့လိုကြီးပုံတည်မနေပါနဲ့ညီလေးညီမလေးတို့နော်အပြောင်းလဲတွေအများကြီးရှိတယ်နော်ပြောင်းလဲတွေအများကြီးရှိတဲ့ခါမှာမိဘတည်ဆုံသွားတဲ့ခါကြံမာကြီးဖောက်သွားတဲ့ခါ အကြောင်းမျိုးနဲ့ရင်မျိုးငါးပါးဆိုတာရှိတယ်အကြောင်းမျိုးနဲ့ဟုတ်တယ်ဟုတ်တယ်မိမိစီးတဲ့ဥစ္စာတခုခုပျက်စီးသွားတဲ့အခါမိမိမှာဘဝဆိုတာပုံတင်မှတ်လို့မရဘူး။ဘဝမှာစီးပွားဥစ္စာရှာဖွေနိုင်တဲ့အခြေချင်းတွေမရှိဘူးဆိုရင်ဂရေ80တထေးသားရှေ့ဘဝတော့တောင်းစားတဲ့ဘဝရောက်သွားတာ။ဒါလေးကိုတတိထားညီလေးညီမလေးတို့ကကြိုးစားရှိနေတဲ့မိဘလုပ်ငန်းတွေကိုဝင်ဦးစီးမှလား။မိဘဆရာယင်းကြီးတောင်းခံပြီးတော့ကိုယ်တိုင်ရေးချင်းနဲ့ကြိုးစားမှလား။နိုင်ငံခြားအနေနဲ့ယင်းကြီးမြုံနံမှလား။သို့မဟုတ်မြန်မာပြည်မှာပဲလုပ်တည်တူးချက်မှလား။ လုံးကြညီလေးတို့ညီမလေးတို့လူတူတူယောက်ချင်းတိုးတက်မှုကလူတူကိုမိခိုရင်းနဲ့ကိုနေဆက်သက်တဲ့သူတွေကြီးပွားတယ်ကိုနေဆက်သက်တဲ့သူကြီးပွားရင်ကိုနေဆက်သက်တဲ့သူတွေရဲ့ဆက်သက်တဲ့သူတွေကြီးပွားတယ်အဲ့လိုမျိုးတယောက်ချင်းတယောက်ချင်းကနေကျဲကျဲလာလိုက်တာစင်ကဲစင်ကဲပေါ့တယွာတယွာကနေတမျိုးနေတမျိုးနေကနေတနိုင်ငံတနိုင်ငံကနေတကမာလုံးထိပြန်လာအဲ့ဒါကြောင့်တယောက်ချင်းစီကအရှင်ကောင်းအောင်လုပ်ရမှာနော်အဲ့ဒါကြောင့်ညီလေးညီမလေးတို့ကြီးပွားတိုးတက်တဲ့သူကအခွင့် ရာခိုင်နှုန်းအပြည့်နှိမ့်ပါရှိပါတယ်ညီလိုတို့ပုံမတန်တာမနေပါနဲ့လို့ဒါစင်ရတဲ့သူရောချမ်းသာတဲ့သူရောကျွန်တော်မြစ်တာမျှဝေပါတယ်နော်ကျွန်တော်ဆရာကြီးလောက်တာတော့မဟုတ်ဘူးဒါနေ့တည်းကဖြစ်တတ်လို့ကြည့်ရတာစားဖို့ဝတ်ဖို့နေဖို့ကျမကြီးကောင်းအောင်ကျမကြီးမကောင်းရင်စိတ်ကူဖို့ဒီချက်လေးချက်ကတော့ရဟန်းတန်ကလည်းရှားရတာပဲလူလည်းရှားရတာပဲเนาะအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ 조사နေရမယ်ရုံးကန်နေရမယ်조사ရုံးကန်တဲ့ခါမှာလောဘနဲ့မရှာနဲ့သူများပစ္စည်းကိုပစ္စည်းဖြစ်လို့တဲ့လောဘနဲ့မရှာနဲ့ဖြူစင်တဲ့အရာလေးသူတို့ကမျက်ရည်ပူကြတဲ့အရာမျိုးမဟုတ်ပဲနဲ့ဖြူစင်တဲ့အရာလေးနဲ့ရှာတတ်ဖို့လိုတဲ့စီးပွားဥစ္စာရှာတဲ့ခါမှာနော်ပြီးရင်ဒေါသနဲ့မလုံနဲ့မုံပွားပြီးတော့သူတို့ဘက်ကနင့်နာအောင်လုပ်တာဒီမလုံနဲ့ရူရူတတဖြူဖြူစင်စင်လေးရှာမယ်နော်မောဟမကန်နီလက်နဲ့စီးပွားရှာမယ်ပေါ့နော်လုံတင်တာမလုံတင်တာမသိဘူးငွေကပြီးရော နော်သူတို့ဘက်ကနှစ်နာသွားတာလည်းမသိဘူးစိတ်ဝင်စားဘူးကိုရပြီးဟိုဆိုတဲ့စိတ်တွေနဲ့မရှာနဲ့အဲ့သုံးခုတော့ရှောင်းလောဘဒေါသမောဟဒီသုံးခုကင်းအောင်အသိဉာဏ်ပညာလေးနဲ့ရှာမယ်ရှာဖွေရမှာတဘာဝလူတဘာဝမိမိစီမှာရှိမှသူများကိုလည်းကုညီနိုင်တာကိုမိသားစုလည်းလှုပ်ချွေးပြုစုနိုင်တာတန်တရာကောင်းကျွတ်တယ်လည်းလှူနိုင်တတ်နိုင်တာအဲ့ဒါကြောင့်မလို့စီစဉ်ဥစ္စာရှာဖွေတတ်တဲ့ဉာဏ်မျက်စိလည်းရှိပါစေစီးပွားဥစ္စာရှာတဲ့ခါမှာ လုတ်တင်တာနဲ့မလုတ်တင်တာဓမ္မမျက်စိအသိပညာလည်းရှိပါစေလို့ဉာဏ်မျက်စိနှမျိုးရှိပါစေလို့ကြံပြုပါရစေအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေခမညာအော်တခုမှအုံးမယ်နော်ချမ်းသာတဲ့မိသားစုတိုင်းဝိုင်းကမိဘများတာသမီလေးတွေကိုတကယ်ချစ်ရင်ခိုင်းပေးပါလို့နော်မချမ်းသာဘဲနဲ့လိုလိုက်ထားတဲ့မိဘများ တာသမီးလေးတွေကိုတကယ်ချင်းခိုင်းပေးပါလို့သူ့ချောက်သူရက်တည်နိုင်ပြီးတော့သူ့ဝင်ဝင်နဲ့သူနေထိုင်နိုင်အောင်လုပ်ပေးပါခမားတို့ကျွန်တော်တို့တွေကနော်အသက်အရွယ်က40ကျော်ပြီဆိုတာနဲ့တဝက်ပြီးသွားပြီကျွန်တော်တို့တွေမျက်စိမှိတ်သွားတဲ့ချိန်သူတို့ချောက်နဲ့သူတို့ရက်တည်နိုင်ဖို့အတွက်လှုပ်ပေးထားပါသူတို့ကိုနေရာတစ်ခုပေးထားပါလုတ်ကင်နိုင်စွမ်းနေပေးထားပါလုတ်ကင်ခြင်းစိတ်တွေကိုလုတ်ပေးထားပါ ကျွန်တော်တို့ကစိတ်မချလို့ကိုယ်တိုင်လိုက်လုပ်ပြီးကိုယ်တိုင်လိုက်လုပ်ပြီးရင်နဲ့တည်သွားခဲ့ရင်ကိုယ်တိုင်လိုက်လုပ်ပြီးမဲ့သူကိုသူတို့ကမရှိတော့တဲ့ခါမှာသူတို့တွေကလက်အော့လက်အိမ်နဲ့ပြန်နိုင်တဲ့ငှက်ငယ်လေးလိုဖြစ်သွားမှာအဲ့ဒါကြောင့်တကယ်ချင်းလောကကြီးထဲမှာအသိပညာလာပေးလှုပ်ပေးမှရမယ်လို့ကျွန်တော်ဒီနေ့ကနေအကြံပြုပါရစေအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေခင်ဗျာ မိတ်ဆွေတို့လည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အသိပညာနဲ့စိတ်ခွန်အားတွေအများကြီးမှတော့မှအနည်းငယ်လောက်ရရှိသွားလိမ့်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်။ဟုတ်ကဲ့ပါဒီလိုတည်င်းနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာလေးတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ထားနိုင်ပါတယ်ခင်ဗျာ။အဆုံးထိရရှိပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။